အကတိလိုက်စားမှုအဆက်ဆွဲချက်တွေကြောင့်ယူကရိန်းအစိုးရဝန်ကြီးနှစ်ဦးယာဒူကနေနှုတ်ထွက်စာတင်သွားခဲ့ပါတယ်။လက်ရှိကြုံနေရတဲ့အကတိဆက်ဆွဲချက်တွေဟာယူကရိန်းအစိုးရထဲမှာတော့ရုရှားရဲ့ကျူးကျော်စစ်ကိုစတင်ကြုံတွေ့ရချိန်နောက်ပိုင်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့လေ့လာသူတွေကပြောပါတယ်။ပြီးတော့ဆောင်းတွင်းကာလအနီးကပ်လာတာနဲ့အမျှယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုရုရှားကပြစ်မှတ်ထားတိုက်ခိုက်မှုတွေအရှိန်မြင့်တင်လာတဲ့အခြေအနေမှာဒီလိုပြဿနာမျိုးပေါ်ပေါက်လာတာပါ ယူကရိန်းရဲ့အဂတိတိုက်ဖြတ်ရေးအေဂျင်စီ NABU က15လကြာလုံဆောင်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေကိုထုတ်ပြန်ခဲ့တဲ့နောက်လူ9ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။အဒီစစ်ဆေးမှုတွေမှာနောက်ထပ်9ယောက်လောက်ဟာနိုင်ငံရဲ့အစိုးရကဏ္ဍနဲ့ပတ်သက်လို့ American Dollar တန်တရာထပ်မင်းကိုအလွဲသုံးစားလုပ်ခဲ့တယ်လို့လည်းဆက်ဆဲဖော်ပြထားပါတယ်။အကျိုးဆက်ဖြစ်ဒီအရှုပ်တော်ပေါ်မှာပေါင်ဝင်ပတ်သက်နေတဲ့ဆိုတဲ့ဇွမ်းအင်နဲ့တရားရေးဝန်ကြီးတွေယာဒုကနှုတ်ထွက်ပေးဖို့လူမှုကြောင်မှာတောင်းဆိုမှုတွေမြင့်တက်လာတာပါ။ နောက်တော့ယူကရိန်းအစိုးရကအဲ့ဒီဝန်ကြီးတွေအသေးသေးနှုတ်ထွက်စာတင်သွားကြောင်းအတည်ပြုခဲ့ပါတယ်။ရုရှားကယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုတွေကြောင့်စွန့်အင်ဖူလုံရေးရန်ပုံငွေတွေကိုပုံမရရှိအောင်ဥရောပမဟာမိတ်နိုင်ငံတွေစီကနေယူကရိန်းအစိုးရကအပူတပြင်းတောင်းခံနေရတဲ့အခြေအနေမျိုးမှာဒီလိုမျက်နှာပြက်စရာဖြစ်ရတဲ့ကြုံလာရတာပါ။အရင်ကလေဆက်လက်နက်ဝယ်ယူရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီ အိုလစီရက်စနီကော့ကတာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။လေလာသူတွေကတော့အချိန်အခါအရလက်ရှိပြဿနာဟာရက်စနီကော့ရုံးကထပ်ပိုဆိုးရတယ်လို့ပြောပါတယ်။အဂတိအရှုပ်တော်ပုံတစ်ခုဖြစ်လာတဲ့အခါမှာအတွင်းပိုင်းမှာတည်ငြိမ်မှုနဲ့အစည်းလုံးမှုတွေရုတ်ရော့ပြိုကွဲသွားနိုင်ကြောင်းပြင်ပတက်ရောက်မှုအနေနဲ့ဆိုရင်တော့ရန်သူတွေကဒီအချက်ကိုထောက်ပြပြီးယူကရိန်းစီအထောက်ပံ့ပေးပို့မှုတွေရပ်ဆိုင်းဖို့တွန်းအားပေးလာနိုင်ကြောင်းအာနာယပါတီရဲ့အမတ်တူဖြစ်တဲ့ အိုလက်ဇန်ဒါမာရက်စကိုကထောက်ပြသွားခဲ့ပါတယ်။ NABU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့နမဲရီဓာတ်ရိုက်တမထားပေမဲ့စီးပွားရေးလုပ်ငန်းရှင်တူဇွန်အင်ဝန်ကြီးရဲ့အကြံပေးဟောင်းတူနိုင်ငံပိုင်ဇွန်အင်ကုမ္ပဏီ NL Gautam ရဲ့ကြံခိုင်ရေးအစည်းအမံတွေကိုကြီးကြပ်ရတဲ့အမှုဆောင်တူနဲ့တခြားလူပုဂ္ဂိုလ်တွေဟောအဂတိမှုငွေကြေးခွာချက်မှုတွေနဲ့ဆက်ဆက်ကြောင်းဖော်ပြထားခဲ့ပါတယ်။နောက်ထပ်လူရှိယောက်ကတော့လက်ယူမှုလုံပိုင်ခွင့်အလွဲသုံးစားလုပ်မှုတွေကျူးလွန်ခဲ့တယ်လို့လည်းပြောပါတယ်။ အဲ့ဒီနောက်ယူကရိန်းမှာတရားရေးဝန်ကြီးဟာလူချန်ကိုနဲ့စွန့်ရင်ဝန်ကြီးဂရင်းချော့တို့ကိုဖေရှားပေးဖို့တမရဗိုလိုဒီမာဇလစကီပေါ်ဖီအားတွေတိုးလာခဲ့ပါတယ်။ဟာလူချန်ကိုဟာစွန့်အင်ဝန်ကြီးအဖြစ်လဲတာဝန်ယူခဲ့ဘူးသူပါ။အခုခါမှာတော့ဝန်ကြီးနှုတ်ဦးစလုံးဟာယာဒူကနေနှုတ်ထွက်ကြောင်းအသေးသေးစတင်ခဲ့ကြပြီဖြစ်တယ်လို့ယူကရိန်းဝန်ကြီးချုပ်ယူလီယာဆာဗီဒန်ကိုက ပြောကြားခဲ့ပါတယ်။ဟာလူချန်ကိုဟာဇလစကီရဲ့အနီးကပ်နိုင်ငံရေးမဟာမိတ်တူအဖြစ်လူသိများပါတယ်။ ဝန်ကြီးချုပ်ဆာဗီဒန်ကိုကဇလန်စကီရဲ့မဟာမိတ်တူဖြစ်တဲ့တီမူမင်ဒစ်နဲ့စီးပွားရေးလုပ်ငန်းရှင် အလက်ဇန်ဒါဆူကောင်မန်တို့အပေါ်အရေးယူမှုတွေလှုံ့ဆော်မှုလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းပြောပါတယ်။ဇလန်စကီကတော့တခြားအရာတွေအားလုံးထက်ယုံကြည်မှုကအပိုအရေးကြီးတယ်လို့ Telegram မှာမှတ်ချက်ပေးခဲ့တာပါ။ဇလန်စကီဟာအစိုးရတွင်ထထဲဝင်ဝင်အမြင့်တူးမှုတွေကလက်ရှိစစ်ပွဲကာလအတွင်းမတည်ငြိမ်မှုတွေကိုဥတီသွားစေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ NABU ရဲ့လုံခြုံရေးခွင့်တွေကိုကန့်သတ်ဖို့ ပြီးကြတဲ့နွေရာသီမှာစူးစမ်းခဲ့ဖူးပါတယ်။ဒါပေမဲ့လူလူကစန့်ကျင်ကန့်ကွက်ခဲ့တာကြောင့်အဒီကိစ္စကိုတမရကအလက်လျှော့ခဲ့ပါတယ်။နောက်ပိုင်းလောက်အကြာမှာတော့အခုလိုမျိုးအစီရင်ခံစာထွက်ပေါ်လာတာပါ။အသက်46နှစ်အရွယ်မင်တစ်ချောင်းဇလစကီပိုင်ဆိုင်တဲ့ Quartel 95 Media လုပ်ငန်းရဲ့ပူးတွဲပိုင်ရှင်တူလည်းဖြစ်ပါတယ်။သူဟာဇလစကီကိုမိပြီးနောက်ထပ်စီးပွားရေးလုပ်ငန်းတချို့မှာခြေကုပ်ခိုင်းမာလာခဲ့ပါတယ်။အဲ့ဒီတဲမှာတော့ငွေလုံးငွေရင်းအများပြားနဲ့လဲပတ်နေတဲ့ ပြည်တွင်း drone ထုတ်လုပ်ရေးလုပ်ငန်းတွေလည်းပါဝင်ခဲ့တာပါလေလာသူတွေကတော့ Zelensky ဟာအရင်ကတည်းက Min Dish နဲ့ခက်ခါခွာနေလာခဲ့ပြီးအခုလိုအရှုပ်တော်ပုံကြီးပေါ်လာချိန်မှာလဲသူ့ကိုအကာအကွယ်ပေးတော့မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီး Min Dish အပေါ်ဝင်အမှုနဲ့အဆက်နွယ်သူတွေအားလုံးဟာတရားရေးအရာအစွဲချက်အတင်ခံရမှာဖြစ်ပါတယ်ဟာလူချန်ကိုကတော့သူဟာတရားခွင်မှာကိုယ့်အတွက်ကိုခုခံရှောက်လဲသွားမယ်လို့ပြောပါတယ် သူ့ရဲ့အပြစ်ကင်းတဲ့ရည်တည်မှုကိုတက်တေပြဖို့အစွမ်းကုန်ကာကွယ်သွားမယ်လို့လဲဝန်ကြီးဟောင်းက Facebook မှာရေးသားထားခဲ့ပါတယ်ရှင်။